ပါရှင်အပိယသတင်းဌာနရဲ့ဒီကနေ့မေလ16ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်က တင်ဆက်ပေးပါမယ်ရှင် တင်ဆက်ပေးမယ့်သတင်းတွေကတော့တရုတ်နိုင်ငံဟာသူတို့အကျိုးစီးပွားအတွက်စစ်တောင်စီကိုကြေးစားတက်တဲ့ဖွဲအသုံးပြုနေလို့ SSC မြန်မာပြောတဲ့သတင်း 2015နဲ့2020ရွေးကောက်ပွဲမှာအချက်တကွဲရှုံးထားတဲ့စန်းခိုင်ရေးပါတီကစစ်ကောင်စီရွေးကောက်ပွဲမှာပညာတတ်ကိုယ်စားလှယ်လောင်း80ရာခိုင်နှုန်းနဲ့ရှင်ပြိုင်မယ်လို့ပြောတဲ့သတင်းအာဆီယံနိုင်ငံတွေကြားကွဲပြားခြားနားမှုတွေရှိပေမဲ့အခြေခံမှုပေါ်မှာလှုပ်ဆောင်မှုအရေးကြီးတယ်လို့အပေခံစစ်ကောင်ဆောင်ပြောတဲ့သတင်းမန္တလေးမှာနောက်ဆက်တွဲငလင်ချောက်ထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုတွေရှိခဲ့တဲ့သတင်း မော်လမြိုင်မြို့ပေါ်မှာဖုံးကြီးပြန်ခေါင်းစဉ်နဲ့ဇက်ပွဲသွင်းကလောင်ကစားဝိုင်းတွေခင်းနေကြတဲ့တဲ့ချစ်ကြည်ရေးခီးစဉ်အဖြစ်ရောက်ရှိနေတဲ့မကက်စီကိုရေတပ်တင်မော်ကဘရိုကလင်းတရားကိုဝင်တိုင်းမိခဲ့တဲ့တဲ့အစားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတပုတ်အနေနဲ့တရုတ်နိုင်ငံဟာသူတို့အကျိုးစီးပွားအတွက်စစ်ကောင်စီကိုကျေးစားတပ်ဖွဲ့အုံပြုနေရလို့ SSC မြန်မာပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်နိုင်ငံဟာသူတို့အကျိုးစီးပွားအတွက်စစ်ကောင်စီကိုကျေးဇူးတက်တဖွဲ့အသုံးပြုနေတာဖြစ်တယ်လို့ Special Advisory Council for Myanmar SAC မြန်မာကမေ18ရက်မှာ ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေ12ရက်ကတပည့်ရင်မြို့နယ်အိုတိန်တင်းရွာစတင်ချောင်းကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်22ဦးနဲ့ဆီယာမ2ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်လို့ထပ်မဖြစ်အောင်တရုတ်ကသူ့ရဲ့ဩဇာအာဏာကိုအသုံးပြုပြီးရပ်တန့်ပေးဖို့ SAC မြန်မာကတောင်းဆိုထားပါတယ်။ 哎。Eh? ီးခဲ့တဲ့လပိုင်းအတွင်းတရုတ်နိုင်ငံရဲ့ဂျောင်းဝင်ဆက်ဖက်ဖိအားပေးမှုကြောင့် MNDA ဟာလာရှိုမျိုးကိုစစ်ကောင်စီထံပေးရခဲ့ပြီးတဲ့နောက်စစ်ကောင်စီကခလေးတငယ်တွေအပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေပြုလုပ်လာတာဖြစ်တယ်လို့ SSC မြန်မာကထောက်ပြထားပါတယ်။တရုတ်နိုင်ငံဟာသူတို့ရဲ့မဟာဗျူဟာကြအကျိုးစီးပွားတွေရရှိဖို့မြန်မာနိုင်ငံရဲ့အချို့ချာအာဏာကိုချိုးဖောက်ရမှာဝင်မလေးတလို့အကျိုးစီးပွားတွေအောင်မြင်ဖို့စစ်ကောင်စီကို တစင့်ခံကန်ထရိုက်ယူထားတဲ့ ကျေးစာတက်တဖွဲ့အသုံးချနိုင်တဲ့အခြေအနေအထိရှိနေရလို့ SSC မြန်မာကဆိုပါတယ်။ဒါ့အပြင်တေယုဟာမြန်မာစစ်တပ်ပေါ်နိုင်ငံရေးစီးရရပေးရခဲ့တဲ့အထောက်ပံ့တွေထဲမှာ တိုက်လေရင်နဲ့လေကြောင်းကကျဲချတဲ့ဘုံတွေလည်းပါဝင်ပြီးအဲ့ဒီပစ္စည်းတွေနဲ့စစ်တပ်ကအရဲသားတွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရလို့ပြောပါတယ်။ စစ်ကောင်စီရဲ့ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုဟန်တားနိုင်မှုတရုတ်အနေနဲ့တိုက်လျင်မောင်းတုံမဲ့လေးရင်တိုက်ခတ်ရေးလေးရင်တွေအပြင်ဒေသောင်းကကျဲချတဲ့ဘုံတွေဤပညာလေးရင်စီနဲ့စစ်လက်နက်ပစ္စည်းကုန်ကျန်းအထောက်ပံ့တွေရပ်တန့်ရမယ်လို့ SSC မြန်မာကတောင်းဆိုထားပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့2015နဲ့2020ရွေးကောက်ပွဲမှာအချက်တကွဲရှုံးထားတဲ့ကျန်းခိုင်ရေးပါတီကစစ်ကောင်စီရွေးကောက်ပွဲမှာပညာတတ်ကိုယ်စားလှယ်လောင်း80ရာခိုင်နှုန်းနဲ့ရှင်ပြိုင်မယ်လို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2015နဲ့2020ပြည်နှစ်အထွေထွေရေးကောက်ပွဲတွေမှာခွက်ခွက်လန်ရှုံးနိမ့်ထားတဲ့ပြည်တော်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကဘွဲရပညာတက်80ရာခိုင်နှုန်းပါတဲ့ကိုယ်စလဲလောင်းတထောင်ကျော်နဲ့စစ်ကောင်စီရေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်လို့ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်ဒါအပြင်စစ်တပ်ကအငိမ့်စားယူပြီး USDP ပါတီကတဆင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်း88ဦးရှိတယ်လို့ထပ်ပြောပါဗျာ ကြမ်းခိုင်ရေးပါတီကရွေးကောက်ပွဲရှင်ပြိုင်မှုဆော့ဆော့စစ်စစ်ပြင်ဆင်နေမှုဟာ2010ရွေးကောက်ပွဲတုန်းကလိုသူတို့နိုင်မယ်လို့တထစ်ချယုံကြည်ပြီးအလွန်ဆက်ရထက်တန်နေတယ်လို့မြန်မာနိုင်ငံထဲမှာနေထိုင်သူတအူးကမှတ်ချက်ပြုပါတယ် လက်ရှိရန်ကုန်မှာဆိုရင်လည်း2010တုန်းကလိုရက်ကွက်ကြေးရွာတွေကအုပ်ချုပ်ရေးမှုတွေကိုကြန့်ခိုင်ရေးနဲ့ပတ်သက်ဆက်နွယ်သူတွေကိုပဲအစားထိုးပြောင်းလဲခန့်အပ်ထားပြီးဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမက်လာပထမပတ်အတွင်းသွားရောက်ခဲ့တဲ့ရုရှားနဲ့ဘယ်လာရုခီးစင်မှာ ရေကောက်ပွဲကိုအစောဆုံးအနေနဲ့2025ခုနှစ်ဒီဇင်ဘာနောက်ဆုံးပတ်သို့မဟုတ်လာမယ့်2026ခုနှစ်ဇန်နဝါရီပထမပတ်ထဲမှာပဲကျင်းပမယ်ဆိုပြီးပြောထားခဲ့တာ ာဖြစ်ပါတယ်။တတိယသတင်းတပုတ်အနေနဲ့အာဆီယံနိုင်ငံတွေကြားကွဲပြားခြားနားမှုတွေရှိပေမယ့်အခြေခံမူပေါ်မှာလှုပ်ဆောင်မှုအရေးကြီးတယ်လို့အပယ်ကန်စစ်ကောင်ဆောင်ပြောတဲ့သတင်းကို တင်ဆက်ပေးပါမယ်။အာဆီယံနိုင်ငံချင်းချင်းကြားမှာကွဲပြားခြားနားမှုတွေရှိပေမဲ့အခြေခံချက်တွေပေါ်မူတည်ပြီးလှုပ်ဆောင်နိုင်မှုအရေးကြီးတယ်လို့ပြည်ပယ်ခံထားရတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါရယ် ဒါအပြင်စစ်ကောင်စီအနေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်အာဆီယံပြည်ညင်အတိုင်းပူးပေါင်းဆောင်ရွက်မှုအလုံးစုံကို အပြည့်အဝလုပ်နေတာဖြစ်တယ်လို့အာနာသိန်းစစ်ကောင်ဆောင်ကပြောပါတယ်။ လက်တွေ့မှာတော့အာနာသိန်းအပီ2021ခုနှစ်အတွင်းစစ်ကောင်းဆောင်နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေတွေ့ဆုံပြီးနောက်ချမှတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရပ်ကိုတောင်မလွတ်ဆောင်နိုင်တဲ့အတွက်စစ်ကောင်စီအပြင်အာဆီယံမှာမြန်မာလူထုနဲ့နိုင်ငံတကာရဲ့ဝေဖန်မှုတွေကိုခံနေရတာဖြစ်ပါတယ်။တက်တလောမှာတော့စစ်ကောင်စီဟာနိုင်ငံတကာနဲ့အာဆီယံရဲ့အတိမတ်ပြုမှုကိုရဖို့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အပူတပြင်းကြိုးပမ်းနေပြီးအဲဒီကတဆင်စစ်ကောင်စီ ီရဲ့အကြံဖတ်မှုတွေကိုဖျောက်ပြဖို့စ조사နေရဖြစ်တယ်လို့နိုင်ငံရေးလေးလာသုံးသပ်သူတွေကပြောပါတယ်စစ်ကောင်စီအနေနဲ့ကတော့2024ခုနှစ်ကနေ2029ခုနှစ်အထိအာဆီယံရုရှားဆက်ဆံရေးအတွက်တည်နှိုင်းဆောင်ရွက်ပေးရေးတာဝန်ကိုယူထားတယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဆိုပါသေးတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမှာနောက်ဆက်တွဲငလင်ချောင်းထိခိုက်ပျက်စီးမှုနဲ့လူသေဆုံးမှုတွေရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယမန်နေ့ညပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားအသင့်အင့်ရှိမြင်းငလင်ချောင်းထိခိုက်ပျက်စီးမှုအနှဲငယ်နဲ့လူသေဆုံးမှုတွေရှိခဲ့တယ်လို့လူမှုကွန်ရက်ဆေးအဖွဲ့တွေထံကသိရပါဗျာ။ အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ငလင်ငယ်တွေဟာအကျဉ်းရာနဲ့ချီလှုပ်ခတ်ခဲ့ပြီးမေလ18ရက်ညစင်နိုင်ခွဲမှာလည်းထပ်မံလှုပ်ခတ်ခြင်းလူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာပါမန္တလေးမြို့ဟာငလင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုတွေများခဲ့ပြီးလက်ရှိအချိန်ထိ အနေရရှိတဲ့အဆောက်အုံတွေကို ဖြိုကျရှင်းလင်းတာတွေလှုပ်ဆောင်နေရဆဲဖြစ်ပါတယ် ဒါကြောင့်အနေရှိတဲ့အဆောက်အုံတွေထဲမှာပြန်လည်မနေထိုင်ဖို့နဲ့အဲ့ဒီနီနာတဝိုက်မှာမနေထိုင်ကြဖို့ကိုကယ်ဆယ်ရေးအဖွဲ့တွေကသတိပေးပြောဆိုထားတာပါမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်မှာနေထိုင်တဲ့ညလင်တဲ့အမျိုးသမီးတဦးကလည်းအနေရရှိတဲ့အဆောက်အုံတွေကိုကြောက်လန့်နေရပြီးလက်ရှိမှာတော့တိတ္တကံအများစုဟာအိမ်ပြင်ထွက်နေကြရတယ်လို့ဆိုပါရယ် ဆက်လက်ပြီးမော်လမြိုင်မြို့ပေါ်မှာဖုန်ကြီးပြန်ခေါင်းစဉ်နဲ့ဇက်ပွဲတွင်ကလောင်ကစားဝိုင်းတွေခင်းနေကြတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်မှာဖုန်ကြီးပြန်ခေါင်းစဉ်နဲ့ဇက်ပွဲအတွင်းကလောင်ကစားဝိုင်းနေခင်းနေကြတယ်လို့သိရပါဗျ။ 2024ခုနှစ်နိုဝင်ဘာ15ရက်ကစလို့မော်လမြိုင်မြို့ပေါ်ရက်ွက်တွေမှာပြုလုပ်လေရှိတဲ့ဘာသာရေးပွဲတော်အမျိုးမျိုးကိုခေါင်းစဉ်တက်ကစပွဲတွင်လောင်ကစားဝိုင်းတွေပြုလုပ်လာခဲ့တာဖြစ်ပြီး2025ခုနှစ်မေလ17ရက်ကစုံလားပြင်းနေ့ပြီးတဲ့အထိလောင်ကစားဝိုင်းတွေက မပြီးသေးဘူးလို့မြို့ကန်တွေကပြောပါတယ် မောင်လမြိုင်မြို့တိုင်းဝင်ကွေမှာအဖေယသုခဘုံကြီးကျောင်းဆရာတော်ပြန်လွန်ခြင်းခေါင်းစဉ်နဲ့မေလ18ရက်ကဇက်ပွဲအတွင်းထားသလိုလောင်စာဝိုင်းခင်းနေကြတာဖြစ်ပါတယ်။မောင်လမြိုင်မြို့နာကချောင်းစုံမုတော်နဲ့ကြိုင်မြို့မြို့တွေမှာလည်းဇက်ပွဲသွင်းပြီးလောင်စာဝိုင်းနေခင်းနေကြပေမဲ့မောင်လမြိုင်လောင်စာဝိုင်းကတော့အကြီးဆုံးဖြစ်တယ်လို့သိရပါတယ်။ဇက်ပွဲတစ်ခါသွင်းရင်အ ਨੇ ဆုံး9ညဖြစ်ပြီးလောင်စာဝိုင်းမျိုးစုံကိုလှုပ်ချင်တဲ့အတွက်ဇက်ပွဲကိုဟန်ပြသွင်းတာဖြစ်တယ်လို့မြို့ကန်တွေက မှတ်ချက်ပြုပါတယ်နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ချစ်ချည်ခီးစဉ်အဖြစ်ရောက်ရှိနေတဲ့မက္ကဆီကိုရေသက်တင်မော့ကဘရုတ်ကလင်းတံတားကိုဝင်တိုင်းမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချစ်စီရဲ့ခီးစဉ်အဖြစ်ရောက်ရှိနေတဲ့မကက်စီကိုရေတက်တင်မော်တစင်ဟာအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကဘရုကလင်းတရားကြီးကိုဝန်တိုင်မိခဲ့လို့တန်ရာရရှိသူ20ကျော်ရှိတယ်လို့သိရပါဗါတယ်။အဲ့ဒီတင်မော်ရဲ့ရွက်တိုင်တွေဟာတရားနဲ့မလို့ပဲတိုင်မိခဲ့တာဖြစ်ပြီးရွက်တိုင်ရဲ့အပျက်စီးတချို့ဟာတင်မော်ကုန်းဘက်ပေါ်ကျခဲ့တာကြောင့်လူထိခိုက်ခဲ့တာဖြစ်တယ်လို့တန်ရာရရှိသူတွေထဲက၃ကတော့အသက်အနည်းစိုးရိမ်ရတယ်လို့အာနာပိုင်တွေကပြောပါဗါတယ်။ အဲ့ဒီတင်မော်ပေါ်မှာလူရောက်200ကျော်လိုက်ပါလာတာဖြစ်ပြီးတင်မော်ရွက်တိုင်းနဲ့အတိုင်းမီခဲ့ပေမဲ့တရားကတော့ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့သိရပါတယ်အဲ့ဒီဖြစ်စဉ်မှာတင်မော့ရွက်တိုင်းနှစ်တိုင်းပျက်စီးသွားတယ်လို့အမေရိကန်ကမ်းခြေဆောက်တပ်ကကြေညာချက်ထုတ်ပြန်ခဲ့ပြီးတင်မော့ပေါ်မှာလိုက်ပါလာသူတွေဟာလည်းရေထဲပြုတ်ကြတာမျိုးမရှိဘူးလို့နယူးယောက်မြို့တော်ဝန်ကဆိုပါတယ်။ နယူးယောက်ရဲ့ရဲဌာနကတော့အဲ့ဒီတင်မော်ဟာစပိုင်းဆိုင်ရာချုပ်ရင်းမှုနဲ့လျှက်စစ်ပြတ်တောက်တာကြောင့်တရားနယ်အတိုင်းမိခဲ့တာဖြစ်ပြီးမက္ကစီကိုရေးတပ်ကတော့တင်မော်ပျက်စီးတယ်ဆိုတာကို အတည်ပြုထားသလိုအခုဖြစ်ရပေါ်လဲစုံစမ်းနေရလို့သိရပါဗျ။ MB ရဲ့တနစ်တောင်ထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်